ရွှေကို Story Channel ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရွှေကို Story Channel လေးမှာစိတ်ဝင်စားစရာဇာတ်လမ်းကောင်းများနဲ့နေ့စဉ်တင်ဆက်ပေးလျက်ရှိပါရရှင်။ဒီကနေ့ပရိသတ်များကိုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဘဲတန်ပါခတ်နဲ့ဂလုံတက်ဖွဲ့အတွဲနဲ့စားစင်17ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ဆရာဆန်နဲ့လယုံတက်ဖွဲ့များမှာတောင်ညိုကလေးဟုအမည်ရတဲ့နေရာသို့ရောက်ရှိလာခဲ့ကြလေတယ်။ထိုနေရာလေးအနီးတဝိုက်တွင် တစ်တော့တစ်ပင်များဖြင့်စိမ့်ဆိုနေကရရွာနဲ့လဲအတန်ငယ်လှမ်းဝေးသည်မို့နေရထိုင်ရအစဉ်ပြေလာတယ်။သို့တော့ဆရာဆန်းတို့မှပေါ်ပေါ်ထင်ထင်တက်ဆွဲနေသည်မဟုတ်ပဲတရားအားထုတ်ရင်လာရောက်ကြသည့်သူများတပ်ဖွဲ့အသွင်ယူထားကြတယ်။တောင်ချီရှိအင်ဂျင်မြိုင်ဟုအမည်ရတဲ့ရွာငယ်ကလေးတွင် နောက်လိုက်နောက်ပိုင်းများကခြေကျနေထိုင်ကြကရွာသူရွာသားများအသွင် ရုပ်ဖြတ်ထားကြလေတယ်။ ဘာခတ်တို့မှာဆရာဆန်အားတောင်ပေါ်သို့လိုက်ပို့ကြတယ်။တောင်ကြီးပေါ်တွင်ဖရာဖူခရီးတယ်များမရှိသဖြင့်တိတ်ဆိတ်အေးချမ်းနေလေတယ်။တောင်ထိပ်ဖရာကလေးအနီးမှာဆရာဆန်တို့လူတစုမှာစုယုံမိကြတယ်။ဆရာကြီးဆရာကြီးကဘာဖြစ်လို့ဒီနေရာကိုရွေးချယ်လိုက်တာလဲ။ဒီနေရာဟာတကယ်တော့အောင်မြေတစ်ခုပဲ။ကိစ္စကြီးမဆခင်ရှေးဘရင်မင်းတွေကအောင်မြေနင်းခဲ့တဲ့အတိုင်းအခုငါတို့လည်းတော်လန်ရေးကြီးမဆတင်ခင် အောင်အတိတ်အောင်နမိတ်ရအောင်အောင်မြင်နေမို့ပဲတောင်ညူတောင်က အောင်မြင်လို့တော့တိတ်မကြားဘူးပါဦးဆရာကြီးဆရာဆန်ကတောင်ကြီးတထောင်ကိုလက်ညှိုးထိုးပြလိုက်ကဟောဟိုးတောင်ကိုကျွဲပုံတောင်လို့ခေါ်တယ်ဖယားရှင်ကကျွဲမင်းဖြစ်စဉ်က ပုံအောင်ခဲ့တဲ့တောင်လို့ရာဇဝင်ထဲမှာအဆိုရှိတယ်ကျွဲမင်းကျွဲပုံဆိုတာကတနင်္လာနေ့ကြာသာပရိတ်ကိုတွဲဖက်ထားတဲ့အတွက်ဘတ်တဝီတက်တနည်းအားဖြင့်ပြောရရင်ကံဘောတက်ပဲ ဘက်တရီထက်ဆိုတာမြေကိုကိုစားပြုတယ်အခုငါတို့ရဲ့ရေရွယ်ချက်ကလည်းငါတို့ရဲ့မြေပေါ်မှာ အနိုင်ကျင့်ပိုကြနေတဲ့နေချက်မိစာတွေကိုငါတို့မြေပေါ်ကနေတွန်းလန့်ဖဲ့ထုတ်มาဖြစ်တဲ့အတွက်ဘက်တရီအောင်တက်မြေအောင်တက်ကိုယူမဲ့သဘောပဲပါခတ်တို့မှာဓာတ်တဘောများကိုနားမလဲတော့လဲဆရာဆန်စကားကြားတဲ့အခါခေါင်းငိတ်လိုက်ကြတယ်အဲ့ဒီကျွဲပုံးတောင်ပေါ်မှာကြောက်ကူတစ်ခုရှိတယ်အဲ့ဒီကြောက်ကူအပေါ်မှာကြောက်တားတစ်ခုကကျွဲပုံပေါ်နေတယ် ကျွဲရုပ်ကအရှိအယက်တနင်္လာအယက်ကိုမျက်နာမူထားတယ်။ဒါကြောင့်ဘတ်တဝီတက်ကိုအောင်မြင်နိုင်တဲ့ဆိုတဲ့အတွင်ကိုယူတယ်။အလောင်းမင်းတရားကယူရီးယားကိုမတိုက်ခင်အချိန်မှာဘတ်တဝီတက်အောင်မြင်ကိုနှင်းခဲ့တယ်လို့ငါတို့လည်းဒီအောင်မြင်မှာကျင့်စဉ်နေကျင့်သီလစောင့်တည်ပြီးတော့အောင်တက်ကင်းအောင်လုပ်ရမယ်။ကျွန်တော်တို့ဘလောက်ကြာကြာနေရမှာလဲဆရာကြီး။နဝင်းကြီးအောင်45ရက်လောက်တော့အတိတ်ကြံဝင်မယ်။ဒါပေမဲ့ငါအတိတ်ကြံဝင်နေတဲ့အချိန်မှာ မင်းတို့တွေကိုတာဝန်တွေအတိအသီးခွဲပေးမယ်ဆရာဆန်ကဖိုးစောနဲ့ဖိုးချစ်အားကြည်လိုက်ပြီးဖိုးစောကဂလုံကနဂါးကိုတုတ်ချီထားတဲ့ပုံစံနဲ့အလန်တွေရအောင်ဆောင်ရွက်ရမယ်ဖိုးချစ်ကတော့တို့သက်သားတွေဝစ်ဆံမှုအတွက်ရဲမဲ့ဝစ်ဆုံတွေချုပ်လုပ်နေတာကို ကြီးကြပ်ရလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးထို့အခါဘာခံမှာခေါင်းတက်ချက်ကုတ်လိုက်ပြီးနောက်ကျွန်တော်တို့တက်တွေကိုဘာဖြစ်လို့ဂလုံတက်တွေလိုအမြီပေးရတာလဲဆရာကြီး ဟုတ်တယ်ဆရာကြီးကျုပ်တို့လည်းသိကြတယ်။ဘာခံမေးလိုက်တဲ့အခါအခြားလူတချို့လည်းလိုက်လံမေးမြန်းကြတယ်။ဆရာဆန်ကခေါင်းငိတ်လိုက်ပြီးမင်းတို့သိချင်ရင်ပြောပြရမှာပေါ့ကွာ။နေချဲဆိုတာစနေနံမဟုတ်လား။စနေနံဆိုတာနဂါကိုကိုစားပြုတယ်လေ။တို့ကနေချဲကိုအနိုင်တိုက်မဲ့လူတွေဆိုတော့စနေနံကိုနိုင်မဲ့အရာကဘယ်များဖြစ်မလဲ။နဂါကိုနိုင်တာကတော့ဂလုံပေါ့ဆရာကြီးဟာ။ဟုတ်တယ်။ ဒါကြောင့်နေကျဲဆိုတဲ့စနေနဂါးကိုဂလုံကထိုးတုပ်စားတော့မယ်ဆိုတော့နမိတ်ပုံရဲ့အတိုင်းငါတို့တပ်ဖွဲ့တွေကိုလည်းဂလုံတပ်ဖွဲ့လို့အမိပေးရမယ်။တဲ့တဘောနဲ့ပြောရင်တော့နန်းနေတာပေါ့ကွာ။ကျွန်တော်တို့နားလည်ပါပြီဆရာကြီး။ဓားပါခတ်ကတာယာဝရီကို ပြန်ရမယ်။ဂျေရွာခေါင်းဆောင်တွေကိုအတိပေးပြီးတော့နောက်45ရက်ကြာရင်ဂလုံတက်သားတွေစုယုံပြီးတော့အလန်တန်ကိုခြေတက်လာခဲ့ဖို့အကြောင်းကြားရမယ်။ဓားပါခတ်ကခေါင်းညိတ်လိုက်လေ။ ဘာခက်မင်းကတော့30နဲ့ကို သွားရမယ်30နဲ့ဆိုတော့ဒီကနေတိတ်မဝေးဘူးပဲဆရာကြီးရဲ့အဲ့ဒီ30နဲ့မဟုတ်ဘူးမနှင်းစီကံမောစတိုင်းနောင်ချိုမြို့နယ်က30နဲ့ကိုသွားရမှာပဲရှမ်းပြည်ဆိုတော့အဝေးကြီးပါပဲလားဆရာကြီး30နဲ့ကစော်ဘွားဟောင်းကြီးတယောက်စီမှာမင်းမြောက်တန်းစား၅ပါးရှိတယ်။ဟော်ဒီလက်ကင်ဘွားကိုပြလိုက်ပြီးငါတောင်းခမ်းလိုက်တယ်လို့ပြောရင်မင်းကိုသူကအတာတကြီးထုတ်ပေးလိုက်မယ်။ ဆရာဆန်ကတိုက်ပေါ်အင်ဂျီအတွင်းမှာမိုးပြောင်ရောင်ဘူးပဝါစကလေးကိုထုတ်လိုက်ကဘာခတ်ကိုပြီးလိုက်တယ်သူပဝါစလေးတွင်ငှက်အတောင်မန်ကလေးတစ်ခုကိုပိုးချီအဝါကလေးဖြင့်ရေးထိုးထားတာကိုတွေ့လိုက်ရတယ်မင်းမြောက်တန်းစာအကြောင်းကြားလိုက်ရတဲ့ဖြင့်ဘာခတ်မှာဘဝင်မကြပဲဖြစ်သွားတယ်ကျုပ်ကဆရာကြီးကိုခေဆန်တဲ့လူတယောက်လိုထင်ထားခဲ့တာတကယ်တော့ဆရာကြီးကပရိသတ်စနစ်ကိုပြန်လည်အသက်သွင်းချိန်နေတဲ့သူပဲဗျာ ဘခတ်ကဒေါသတက်ကြီးနဲ့ပြောလိုက်တော့လဲဆရာဆန်ကအေးအေးလူလူပင်နေမြဲနေလေတယ်။မင်းမြောက်တန်စာ၅ပါးဆိုတာဘယင်အဖြစ်နန်းတက်တဲ့အခါအတုံးပြုတဲ့အရာတွေမဟုတ်လားဆရာကြီး။ဗရီတရစ်ဘယင်တွေမကောင်းခဲ့လို့ကျုပ်တို့တိုင်းပြည်အခုလိုဖြစ်နေတယ်လို့ဆရာကြီးအရင်ကပြောခဲ့ဘူးရဲ့သားနဲ့အခုတော့ဆရာကြီးကိုယ်တိုင်ကဘယင်တပါးဖြစ်ချင်နေပြီထင်တယ်။ရှင်ဘယင်ရဲ့အာနာကိုတတ်မှတ်နေပြီထင်တယ်။ ကျုပ်တို့လုံမာကတော်လန်ရေးပြနေချဲအစိုးရကိုပုံကန်တော်လန်မဲ့တော်လန်ရေးဆရာကြီးဘရင်ရုပ်ယူဖို့မဟုတ်ဘူးထိုအခါဖိုးစော်ကမတ်သက်ထရလိုက်ပြီးဟိတ်ကောင်ဘခက်မင်းစကားတွေလုံနေပြီနော်မင်းဘက်ဆက်ကိုမင်းကိုယ်တိုင်ပိတ်ရင်ပိတ်မပိတ်ရင်ငါပိတ်ပေးမယ်ဆရာဆန်ကဖိုးစော်အားလက်ကပြလိုက်ပြီးဘခက်ပြောတာလဲမှန်တယ်ဖိုးစော်ရဲ့လွတ်လပ်တဲ့စနစ်တစ်ခုမှာအတိုက်အခံဆိုတာလဲရှိစမြဲပဲမဟုတ်လားအတိုက်အခံတွေရဲ့ပြောဆိုချက်တွေကို လေလာသုံးတက်ရမှတော်ကကြမယ်မဟုတ်လားဒီကောင်ကဆရာကြီးကိုစော်ကားနေတာဆရာကြီးရဲ့ဘခက်မင်းပြောတာကိုငါလက်ခံပါတယ်တို့ရှိပရင်တွေကနန်းနွေးတွေကနေစီးစံရမှုအာနာပြရန်ကနေပြီးတိုင်းသူပြည်သားတွေရဲ့အခြေအနေမှန်ကိုမသိခဲ့လို့ဒိုတိုင်းပြီးကြာရှုံးခဲ့တယ်လို့ငါပြောဘူးတယ်ရှင်ပရင်တွေက ကိုအာနာရရဲ့အတွက်တိုင်းသူပြည်သားတွေဘာဖြစ်ဖြစ်ဂရုမစိုက်ပဲနဲ့အချင်းချင်းနန်းလူပြီးစစ်ပွဲတွေခင်းတက်ကြဖြတ်ကြနေမလို့ဒိုနိုင်ငံအခြေအနေကချွတ်ချုံကြပြီးအခုလိုနေချဲ့တွေရဲ့မတရားသိမ်းပိုက်တာကိုခံခဲ့ရတယ်။ဒါကိုသိရတဲ့ဆရာကြီးကဘယင်ဖြစ်ချင်နေသေးတာလား။ဒါဆိုပြည်သူတွေကိုဘလို့ပြောပြီးမင်းစီယုံမလဲပါခန့်။ဒီဒေါ်လန်ကြီးကလေသမားတွေကြီးပါယုံနဲ့အောင်မြင်မှာမဟုတ်ဘူး။ပြည်သူတရက်လုံးပါဝင်မှာအောင်မြင်မဲ့ဒေါ်လန်ကြီးပဲ။ ပါခံမှာနှုတ်ဆက်သွားမိတယ်။ထိုအခါမှဆရာဆန်ကတို့ဗမာရိအကြောင်းငါအတိဆုံးမှာပါခရဗမာရိကနေချက်လက်အောက်မှာနေရတယ်ဆိုပေမဲ့သူတို့စိတ်တက်ကဗရေတရစ်စနစ်ကစိတ်တက်တွေမှာပြောင်းလဲသေးဘူး။အခုထိသူတို့အိမ်မက်ထဲမှာတချင်ချင်းဗမာဘယင်တမားပေါ်လာပြီးတော့ဗမာရိကိုပြန်လဲဥဆောင်လို့တိုင်းနိုင်ငံအသက်ထူထောင်လိုက်မယ်ဆိုတော့အယူအဆတွေရှိနေကြသေးတယ်။ဒီလိုအသိပညာနိုင်ကြတဲ့လူတို့ကိုမြတ်တာတဲ့ရွေးကောက်ပွဲတို့ ပါလီမန်အုပ်ချုပ်ရေးလို့တွားပြောလို့မရဘူးဘခက်သူတို့လိုချင်တာအဲ့ဒါတွေမဟုတ်ဘူးသူတို့နားလေလက်ခံပြီးသူတို့ယုံကြည်တာကဘုံလက်ယုံနဲ့ပြည့်စုံတဲ့ဘယံတပ်ပါပဲဘခက်မှာတွေ့တွေ့ကြည်ခေါင်းငိတ်လိုက်လေတယ်ဗမာပြည်ကလူဒန်းစားတွေအားလုံးကိုစီယုံအောင်လုပ်ဖို့အတွက် လူဒန်းစားတွေအားလုံးမှာဒူညီတဲ့မျောလင်းချက်တစ်ခုရှိရမယ်လူဒန်းစားအားလုံးကလယ်သမားခေါင်းဆောင်တစ်ယောက်ကိုလိုချင်တာမဟုတ်ဘူးသူတို့လိုချင်တာဗမာတွေကိုဥဆောင်မဲ့ဗမာဘယံတစ်ယောက်ပဲ ုံနားလည်ပါပြီဆရာကြီးဗမာတွေအကုန်လိုလားတဲ့ဘယင်အသက်ပေါ်လာပြီဆိုရင်လဲနေလေအောင်မြင်းဆောင်မကြံလူတွေအားလုံးကကျွန်တော်တို့ကိုထောက်ခံလာလိမ့်မယ်ဆိုတာကျွန်တော်သိပါပြီအခုမင်းစိတ်ထဲရှင်းသွားပြီဆိုတာသိရတော့ငါကျေနပ်သွားပါပြီဖခင်ရတကယ်တော့ငါကဘယင်တပါဖြစ်ချင်တာမဟုတ်ပါဘူးဒါပေမဲ့အခြေအနေအရရအရလူထုတရက်လုံးရဲ့ထောက်ခံမှုကိုရယူဖို့လူထုတရက်လုံးရဲ့မျောလင့်ချက်ကိုအသက်သွင်းဖို့အတွက်မလုံမဖြစ်လုပ်ရတဲ့လုပ်ရတစ်ခုပါပဲ။ ဆရာဆန်ကအဖွဲသားများအားလုံးကိုကြည့်လိုက်ပြီးကဲမနှက်ဖြန်ကစပြီးကိုကြဝင်ကိုကြေးပြွန်အောင်လှုပ်ဆောင်ကြပါ55ရက်မပြည့်ခင်ငါတို့ဒီမှာပြန်ဆောင်ကြမယ်ပြီးတော့အလန်တန်ကိုခြိတက်ကြမယ်စရာဆန်ကပြောဆိုရင်လက်သီးလက်မောင်းတန်းလိုက်တဲ့အခါဂျန်နဲ့အဖွဲသားများအားလုံးကလည်းလက်သီးများထောင်လိုက်ကြကတန်းပြန်ဟစ်ကြော်ကြလေတယ်။ဂလုံးအဖွဲအောင်ရမီဂလုံးအဖွဲအောင်ရမီနေကျဲနဂါးတွေကြရှုံးတော်မီ အဖွဲ့ဝင်များအားလုံးလူစုကွဲတဲ့အခါဆရာဆန်ကဘခတ်ကိုကြည့်လိုက်ရင်ဘခတ်မင်းမဆေးမင်းကြောင့်တွေကိုလုံးအကာအကွယ်တွေမရှိသေးပါလားကွာကျွန်တော်ကတော့အဲ့ဒါတွေကိုသိမယုံကြည်ပါဘူးဆရာကြီးအားမယုံကြည်ပေမဲ့မင်းအဲ့ဒီဆေးတွေကိုထိုးနိုင်ရမယ်ဘခတ်ဂလုံတက်သားတွေတောင်စီရင်ထိုးနှံကြတဲ့ဆေးတွေကိုမင်းလိုလက်ယုံတက်ဖွဲ့တယောက်ခေါင်းဆောင်တယောက်ကမထိုးနှံကြဘူးဆိုရင်တို့ကလုံးတက်ဖွဲ့အပေါ်သူတို့ထားတဲ့ယုံကြည်ချက်တွေယော်နေသွားလိမ့်မယ် ကျွန်တော်နားလည်ပါပြီဆရာကြီး။ဆရာဆံမှာမိုးပေါ်သို့တချက်မော့ကြည့်ပြီးနောက်လက်ချောင်းများကို ချိုးရီကတခုခုကိုရေးတွက်နေလေတယ်။ဒီညမှာနက်ခတ်အချိန်အခါကောင်းကြတဲ့ဘခတ်ဒီတော့မင်းကငါကိုရန်ကိုလုံးဆေးတွေစီရင်မယ်။ဘခတ်မှာခေါင်းအသာညှိတ်လိုက်တော့တယ်။ထိုနေ့ညဖိုးချက်လာခေါ်တဲ့ဖြင့်ဘခတ်ကြောင်တောင်ပေါ်သို့တက်လာခဲ့တယ်။တောင်ပေါ်ရှိမြေကွက်လက်တစ်ခုလိုရောက်တဲ့အခါ ဖြာကျော်တစ်ချက်ခင်းထားပြီးအုံပွဲငပြောပွဲများနဲ့အတူအမွေးတိုင်ဖျောင်းတိုင်များထွန်းညှိထားသည်ကိုတွေ့လိုက်ရတယ်။ဖြာရဲ့အလဲတွင်ဆရာဆန်ကမိမ့်မိန်ကြီးထိုင်နေလေတဲ့။ဘာခတ်ရောက်လာတဲ့အခါဆရာဆန်ကဖြာပေါ်တွင်ဝင်ထိုင်ရန်အချက်ပြလိုက်တယ်။ဘာခတ်မင်းကိုအခုချိန်ကစပြီးတော့ကိုလုံးဆေးတွေစီရင်ပေးတော့မယ်။ဒီဆေးတွေစီရင်ပေးတဲ့အခါမှာအပြည့်အမျိုးမျိုးပေါ်လာနိုင်တဲ့ဘာခတ် အဲ့ဒီအဖြတ်တွေကိုမင်းအောင်နိုင်မှသာစီးစီရင်တာအောင်မြင်ပေါက်ရောက်နိုင်မယ်မဟုတ်ရင်တော့ဒီဈေးတွေက အသားပေါ်မှာအယုတ်ရေးထားတယ်လို့ပဲဖြစ်ပြီးဘာအားနည်းတယ်မှရှိမှာမဟုတ်ဘူးဘာခက်ကလက်အုပ်ချီထားလိုက်ကဟုတ်ကဲ့ပါဆရာကြီးအရင်ဆုံးဖျားကတော့ပြီးတော့လက်အုပ်ချီထားရမယ်တစ္ဆာအတိတ်တန်ဆိုပြီးရင်ငါတိုင်ပေးတဲ့မန်တန်ကိုမင်းပါဆက်ကနေတက်ဖွားဖွားရွတ်နေရမယ်စေးစီရင်နာမပြီးသေးတဲ့၍ ငါကအောင်ပြီလို့မအော်ခိုင်းတဲ့၍မင်းထိုင်ရာကနေမှထားပဲနေရမယ်။တကယ်လို့လှူရှားလိုက်တဲ့ဆိုရင်ဈေးအစီအရင်ကပြက်ပြဲသွားလိမ့်မယ်။ဘခတ်မှာခက်လန်းလန်းတွင်မြင်တွေ့နေရတဲ့ဈေးဒီကလေးအားလက်အုပ်ချီလိုက်ကဖယားအကြအနာရှက်ခိုးလိုက်လေတယ်။ထို့နောက်ဆရာဆန်တိုင်ပေးတဲ့တစ္ဆာအတိတ်တန်ဆိုလိုက်ကမန်တန်တစ်ခုကိုလည်းအစင်မပြတ်ရွတ်ဖက်နေလိုက်တယ်။မန်တန်မှာတိတ်မခတ်ခဲလာပြီ။ဆရာဆန်က အနီအောင်စီးတော့အနက်ရောင်စီးတော့များကိုဓာနဲ့အနေငယ်ချစ်ယူလိုက်ကထိုအမောက်များကိုကြေးခွက်ကလေးတစ်ခုအတွင်းသို့ထည့်ကဖြောဆက်လိုက်တယ်။ဆရာဆန်ကိုတိုင်းလဲရွက်ပါးတီလာစောက်တီလိုက်ပြီးတဲ့နောက်ကြေးစုတ်တန်းကြီးကိုထုတ်ကန်လိုက်တယ်။ဆရာဆန်ကဒူးတက်ဖတ်ထောက်ကမုတ်ဆိုးထိုင်ထိုင်လိုက်ပြီးတဲ့နောက်ကြေးစုတ်တန်းကြီးကိုအသေးအချာကင်တွယ်လိုက်တယ်။ဖူးချက်မှာကြေးခွက်ကလေးအားလက်နက်ဖက်ဖြင့်ရိုးရိုးသေးသေးကင်ပေးထားတယ်။အရင်ဆုံး မင်းရဲ့ညာလက်မောင်းကကာကြီးပုံစံအင်းစမတော်ကြီးကိုရေးပေးမယ်ဘခက်ပျော်ပျော်ဆူဆူနဲ့ဆရာဆန်ကဘခက်လက်မောင်းအားစုတ်တန်ပြင်းစနဲ့ချိုးနှံလေတယ်ကာကြီးဆိုတာပြီး33လုံးရဲ့အဆအစာလုံးပဲကာကြီးရဲ့တတ်တဘောမှာကိုကစတင်ချင်းရဲဝင်ချင်းအရှိဆုံးကနေမမမမရက်တီချင်းဆိုတော့တတ်တဘောတွေပါဝင်နေဒါကြောင့် ငါတို့တော်လန်ရေးမှာ အရှိဆုံးကနေရင်ဆိုင်တိုက်ခိုက်မဲ့တပ်သားတွေကိုကာကြီးလို့စာလုံးရေးထိုးတတ်မှတ်ပေးထားတာဖြစ်တယ်။ဆရာဆံမှာဈေးခွက်ထဲမှာဈေးရည်ကိုဆွတ်လိုက်စုပ်တံဖြင့်ထိုးပေါက်ပေးလိုက်လုပ်နေတယ်။တက်ခါကာကြီးဆိုတဲ့ဇက်လုံးကကာတယ်၊ကြွယ်တယ်ဆိုတဲ့အတိတ်ပဲကိုဖော်ဆောင်နိုင်တယ်။ဒါကြောင့်ကာကြီးဟာအကအကွယ်သဘောလေးဖြစ်တယ်လို့အူအဆသဘောလေးဖြစ်ပြန်တယ်ကွ။ဘာခံမှာမိတိစကားမှပြန်မပြောပဲမန္တန်ကိုသာရွတ်ဖက်နေလေတယ် ခခွေးဆိုတာကတော့ခုခံတယ်ခိုင်ခန့်တယ်ဆိုတော့သဘောတက်ရောက်တယ်ဒါကြောင့်မို့ကာကြီးတက်သားတွေကိုနောက်ွယ်ကနေ ခုခံဖို့ခြောက်ပံ့ဖို့အတွက်ခခွေးတက်သားတွေကိုဖွဲ့ပေးခဲ့တဲ့သဘောပဲတခါအင်းပညာဘက်ကကြည့်ရင်လဲအင်းဝိဆာအစတပောက်ကဆိုတဲ့အတိုင်းအင်းတွေထဲမှာဇလုံးတစ်လုံးနဲ့ပါတဲ့တပောက်အင်းကအစွမ်းအထက်ဆုံးပဲတပောက်အင်းကနေမှဆင့်ပွားပြီးနှစ်ပောက်အင်းလေးပောက်အင်းနဲ့အဖြစ်ထက်ဆင့်ပွားကြတယ် ဒါကြောင့်ငါကအခုကာကြီးခခွေးတို့စက်လုံးတွေထိုးနှံတဲ့အခါမှာဓပောင်းအင်းတွေအဖြစ်နဲ့ထိုးနှံပေးနေတာပဲပါခက်ရ။ဆရာဆန်ကကျေးစုပ်တန်းကြီးဖြင့်အရေးသားကိုထိုးဆိုင်ပြီးစီများထိုးနှံနေလျာပါခက်ရဲ့လက်မောင်းမှာသွေးများပြန်ဖြာစည်းကြလာတယ်။တို့တော့လေပါခံမှာမျက်ခုံးတစ်ချက်ပဲမတွန့်ပဲမန္တန်ကိုယ်တာအာယုံဆိုက်၍ရွတ်ဆိုနေလေတယ်။မကြခင်ကာကြီးအင်းတော်ကြီးကိုရေးဆွေရေးပြီးစီးသွားလေတယ်။ ဆရာဆန်ကခန္ဓာရက်နားလိုက်ပြီးဂျပောက်အင်းပြီးရင်လေးပောက်အင်းကအစွမ်းဆုံးပဲလေးပောက်အင်းမှာစာတာဘာဝဆိုတဲ့နတ်မင်းတွေစောင့်ရှောက်တဲ့အခရာကြီးလေးလုံးပါဝင်နေလေးပောက်အင်းကိုလေးနေရာထိုးလိုက်ရင်နတ်မင်းလေးပါစောင့်ရှောက်တယ်လို့ရှေးဆရာတွေကယူဆကြတယ်ထို့နောက်ဆရာဆန်ကဘာခရရဲ့လက်မအိုးနှစ်ဖက်တွင်လေးပောက်အင်းများရေးဆွဲပေးကဘာခရရဲ့ရင်အုံနှစ်ဖက်တွင်လည်းလေးပောက်အင်းများကိုရေးထိုးပေးလေတယ် လေးပေါင်အင်းများရေးထိုးရာတွင်တော့ဆရာဆန်ကစကားမပြောတော့ဘဲလေးလုံးဆန်မန်တန်ကိုသာရွတ်ဆိုနေတာကိုတွေ့ရတယ်ဆရာဆန်ရဲ့မန်တန်ရွတ်ဆိုမှုမှာထံကရိုင်းကြကအဖြက်အတောင်မှန်အတန်အနေအထားမှန်မှန်နဲ့ရွတ်ဆိုနေသဖြင့်နားထောင်ရပင်ကောင်းလာတယ်။မကြမီမှာပင်ပတ်ဝန်းကျင်တခွင်လုံးတိတ်ဆိတ်ငြိမ့်သက်သွားလေတယ်။ဘခန့်မှာမန်တန်ကိုသာခက်စိတ်စိတ်စိတ်ထဲမှာရွတ်နေတယ်။အလွန်တိတ်ဆိတ်ငြိမ့်သက်တဲ့ပတ်ဝန်းကျင်ကြောင့် ကိုနှလုံးခုန်တန်ကိုပင်တတုံတုံမြည်ဟိလျက်အကျယ်ကြီးကြားနေရတယ်။မြက်ဆိုးတကောင်ကဂေကနေအော်မီလျက်ကောင်းပေါ်တက်တက်မှဖြတ်ကျော်သွားလေတယ်။မကြခင်တစ်အောင် တောက်တဲ့မြားရဲ့အော်တန်ကိုကြားရတယ်။ထိုမှတဆင့်ဒေါ်ကောင်မျိုးစုံတို့ရဲ့အော်မီတဲ့အတန်များကိုထမှန်ကြားရကအတန်များမှာတပြည်းပြည်းစူညံလာလေတော့တယ်။တော်ကောင်များအော်တန်အတွင်းမှာကြာဟိန်တန်ကြီးကိုကြားလိုက်ရသဖြင့်ဘာခံမှာတုံလို့သွားမိတယ် ဒါအပြက်ပဲဖြစ်မယ်။ငါးစိတ်ကိုစမ်းတက်နေတာဖြစ်မယ်။ဘာခံမှာမျက်စိကိုမိတ်ထားပြီးအတန်များကိုဆက်လက်နားထောင်နေမိတယ်။ကြာဟင်းတန်ကြီးပြီးသွားတဲ့အခါစင်အုပ်တအုပ်ရဲ့အတန်ကိုကြားရတယ်။စင်များကဒကြီးကြီးအော်မြင်ကြလျက်တောင်ပေါ်သို့ပြေးတက်လာကြတယ်။တဝဝအတန်ကိုကြားရပြီးနောက်ညီကြီးများပင်လှုံ့ရမ်းလာလေတယ်။ ာမန်လူတယောက်ဆိုရင်ဒိုအတန်များကြားတဲ့အခါအလွန်ကြောက်လန့်တုန်လှုပ်သွားမိဖြစ်တော်လဲဘာခတ်စိတ်မှာဒုံဒုံချကမန်တန်ကိုသာအားဆိုင်ရွတ်ဖတ်နေလေတယ်စင်အုပ်ကြီးမှာဘာခတ်ထိုင်နေတဲ့ဖြာနှက်ပေးတွင်လေပတ်ပြေးလွှားနေကြတဲ့အတန်များကိုကြားရတယ်ထို့နောက်စင်တန်များမှာပျောက်ချင်းမလားပျောက်ွယ်သွားပြန်တယ်ထို့စဉ်ဟိုးခတ်ဝေဝေမှာဝေါကနေအတန်ကြီးတစ်ခုကိုကြားရပြန်တယ် မြေကြီးများလှုပ်ရှားနေတဲ့အတန်နဲ့တူညီတကဲ့သို့မိုးသားတိမ်လေးများကဝေါခနဲ့အတန်ပေးကပြေးလာတဲ့အတန်မျိုးဖြစ်တယ်။ထိုအတာမှာတဖြည်းဖြည်းနီးကပ်လာသည်နှင့် အလွန်ဆူညံလာကဒေါတောင်ကြီးတစ်ခုလုံးတွတ်တွတ်ခါအောင်လှုပ်ရမ်းနေတဲ့အတန်မျိုးဖြစ်တယ်။ထိုအတန်များကြားရတော့လေဘာခတ်မှာအထိုင်မပြက်ပေပတ်ဝန်းကျင်တက်ခွန်းတွင်တော့တပင်ကြီးများတဝုံဝုံပြိုလဲနေတဲ့အတန်များနဲ့ပြောင်းဆန်နေလေတယ်။ မကြခင်ထိုအတန်များအနှဲငယ်တိတ်ဆိတ်သွားပြီးအတန်နဲ့ကြီးများထွက်ပေါ်လာလေတယ်။အတန်နဲ့ကြီးများမှာကြောင်မတ်ဘွယ်ကောင်းတဲ့အော်တန်များဖြင့်အော်ဟစ်နေကြကငရဲပွက်တဲ့အလားစူညံနေလေတော့တယ်။ထိုအတန်များကိုအတော်ကြာအောင်ခံစားလိုက်ရပြီးတဲ့နောက်အတန်များအားလုံးမှာယုံကြည်ပြောက်ွယ်သွားကပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားလေတယ်။လေးပေါင်အင်းလေးကွက်တော့ပြီးသွားပြီဘာခက်ရေ။ထိုအခါမှာဆရာဆောင်ရဲ့အတန်ကိုပြန်ချားရလေတယ်။ မင်းတဆင့်တော့အောင်မြင်ခဲ့ပြီပေါ့ဒီအဆင့်ပြီးရင်တော့တနတ်ကြည်စံမိပေါရန်တွေကနေကာကွယ်နိုင်တဲ့အင်းစမဖျားတက်စုကိုရင်ဝမှာရည်စွယ်ပူဇော်ရမယ်ဒါခုံလန်ထိုးတံတွေကကာကွယ်နိုင်တဲ့နေလဆက်ကြအတွေပရက်ကိုလည်းလေပင်တပတ်ထိုးနှံပေးရလိမ့်မယ်ဆရာဆန်းကရင်ဝတ်သို့ဆုတ်ချက်ထိုးလိုက်တဲ့အခါဘာခတ်မှာစိတ်ခနဲ့စိတ်ခနဲ့နာကျင်သွားမိတယ်။ဒီအဆက်မှာပူပြီးအဆင်မြင့်တဲ့အနောက်အဆက်တွေနဲ့တွေ့ရလိမ့်မယ်ဘာခတ်။ ဆရာဆန်ကစုပ်စည်းကိုဆက်လက်ထိုးနှံပေးလေတယ်။ဘာခံမှမျက်လုံးစုံမိတ်ထားတဲ့အချိန်အမြင်အာရုံထဲတွင် အလွန်ဆူရှတဲ့အလင်းရောင်တစ်ခုကထွန်းလဲလာသဖြင့်လမ်းဖြတ်ကမျက်လုံးဖွင့်ကြည့်လိုက်တယ်။ဘခတ်ကအနီးပဝင်းကျင်သို့ကြည့်လိုက်တဲ့အခါဖြာပေါ်တွင်မိမိတဦးတည်းသာရှိနေပြီး အနားတွင်မိသူမှရှိမနေသည်ကိုတွေ့ရတယ်။ဆူးရှတဲ့အလင်းရောင်မှာ နေလုံးတစ်လုံးနဲ့ကောင်းကင်ရံတွင်ထွန်းလင်းက ပတ်ဝန်းကျင်ကိုလွှမ်းခြုံထားတယ်။မကြမီအချိန်ခက်မှာပင်တောအုပ်အတွင်းမှမွေမျိုးစုံထွက်လာကြလေတယ်။မွေပွေမွေဟောက်များငန်းတော်ကြားငန်းပုတ်တော်ကြည့်မွေဟောက်အဆရှိသဖြင့်မွေမျိုးစုံတို့မှာ လူးလွန်နေကြကာဘာခတ်နေထိုင်တဲ့ဘာခတ်သူဦးတီလာကြလေတယ်မွေဟောက်များမှာဗပင်းများထောင်ကာဗဇက်မနေ၍စိန်ခေါ်နေကြတယ် ထုံမွေများအပြင်လူကြီးပေါင်လုံးခန့်ရှိတဲ့ဇပတ်အုံးမွေဇပတ်ကြီးမွေများလည်းထွက်ပေါ်လာကဘာခအားတိုက်ခိုက်တော့မဲ့တပွဲရွံမှုနေကြတယ်မွေများထွက်လာပြီးတဲ့နောက်တာရဲတရိတ်ဆန်များထွက်လာကြပြန်တယ်ခန္ဓာကိုယ်တွင်အဆက်အပြောက်များပါတဲ့ကြက်တင်များအနက်နဲ့အဝါစင်းကြာကြီးများမှာတအုပ်အတွင်မှာထိုးထွက်လာကြကဘာခအားတိုက်ခိုက်စားတောက်မဲ့ပုံစံမန်ဖီလျက်လှည့်ပတ်နေကြလေတယ် မကြခင်မှာပင်တကူလုံးနှက်မောင်နေတဲ့ကျက်သစ်ကြီးကဘွားကနေခုံထွက်လာပြန်တယ်ကျက်တဲ့နဲ့ကြီးရဲ့မျက်လုံးမှာအနီရောင်များလင်းလက်နေကအဆွဲကြီးများမှလည်းအလင်းရောင်အောက်တွင်ဝင်လက်နေကြတယ်။ထိုကျက်တဲ့နဲ့ကြီးကိုမြင်တွေ့လိုက်ရတဲ့အခါဘာခတ်တကူလုံးကျက်သီးမွေးညင်များပြန်ကနေထသွားကစိတ်ထဲမှာအလိုလိုကြောက်ရွံ့လာလေတယ်။ဒါမဟုတ်ဘူး။ဒါတွေကတကယ်ဖြစ်နေတာမဟုတ်လောက်ဘူး။ဘာခတ်တယောက်စိတ်ထဲအားတင်းထားမိတယ်။ ပုရုဇဉ်လူသားတဦးဖြစ်သည်မို့ကြောင်မတ်ဖွဲအစင်းတဒံများကိုမြင်တွေ့တဲ့အခါကြောင်စိတ်ဖြစ်ပေါ်မိတော်လဲဒိုကြောင်စိတ်အားချိုးနေနိုင်ရန်ကြိုးစားနေရတယ်။တာရဲတရိစံများမှာဘာခံမျက်စိရှိမှပင်တကောင်မိတကောင်ပြောက်ွယ်သွားကြပြီးတဲ့နောက်မြူထူများကြဆင်းလာပြန်တယ်။မြူထူများအတွင်မှာအစင်းပုံတရံအမျိုးမျိုးရှိတဲ့တရေကြီးများမှာကြောင်မတ်ဖွဲအတန်များပြီးကရှေးတို့တက်ဖြည်းဖြည်းတိုးလာကြတယ်။ထိုတရေကြီးများမှာ တာမန်လူတဦးမြင်တွေ့လိုက်ရင်ကြောင်ယုံမူဝေကမေမျောတွားနိုင်တော့လဲဘာခတ်မှာတရေကြီးများရဲ့ရုပ်သွင်ကိုစူးစိုက်ကြည့်နေမိတယ်။ဘာခတ်ကညလုံးမှိတ်လိုက်ခြင်းတော့လဲမျက်ခွန်များကိုမှဲ့၍မရဘဲဖြစ်နေတယ်။ထို့အခါမှာအပြန်အမောက်များရဲ့စမ်းတက်မှုတစ်ခုအဖြစ်နားလည်လိုက်ကအလွန်ယုံဆိုးလာတဲ့တရေကြီးများကိုစိုက်ကြည့်နေမိရဲ့အစပိုင်းတွင်တော့ထိုတရေကြီးများရဲ့ရုပ်သွင်ပြင်ကိုကြည့်တဲ့အခါကြောက်ရွံ့တော့လဲ။ ကြည်နေရင်ကြည်နေရင်မျက်စိရင်လာကကြောင်းမက်ဖော်ရသိပ်မကောင်းတော့ပေဘခက်ကတရေကြီးတကောင်ရဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်တဲ့အခါထိုတရေကြီးရဲ့ရုပ်သွင်းပြင်ကတပြေးပြေးမိန်လျော့လာကပျောက်ွယ်သွားလေတယ်ထိုနည်းဖြင့်ဘခက်မှာတရေကြီးများကိုစိုက်ကြည့်ရင်တရေကြီးများမှာတကောင်ပြီးတကောင်ပျောက်ွယ်သွားပြီးတဲ့နောက်အလင်းလုံးကြီးမှလည်းတပြေးပြေးမိန်လျော့ကပျောက်ွယ်သွားလေတော့တယ် ထိုအခါဘာခန့်မျက်နာအရှိတွင်ဆရာဆန်ရဲ့ပုံရိပ်ကပေါ်ပေါက်လာတယ်။ဆရာဆန်မှာနေလာဆက်ကြသွေးပရက်ကိုဘာခန့်ရဲ့လေပင်တပတ်ပြည့်အောင်ထိုးနှံပြီးပြီမို့နောက်ဆုံးလေပင်အရှိတွင် အဆုံးသက်နေတဲ့အချိန်ဖြစ်တယ်။ကောင်းတယ်ဘာခန့်မင်းကမင်းရဲ့စိတ်ကအကြောက်တရားကိုဖယ်ရှားနိုင်ခဲ့ပြီ။ယာတီဥတုမှာထင်သလောက်မပူတော့လဲဆရာဆန်မှာချွေးပြပြိုင်ကြနေလေတယ်။နောက်ဆုံးအစင်မဲ့ကြံတော့တဲ့ဘာခန့် အဲ့ဒါကတော့လက်ဝဲလက်ရလက်ဖြံမှာနတ်စည်းကြီးလို့ခေါ်တဲ့စာသက်ချောင်းကိုရေးဆွဲရမယ်။နတ်စည်းကြီးကိုဂုံမန်ရက်ခတွေကစောင့်ရှောက်တယ်လို့ဆိုတယ်။တချိန်ကဘရင်နောင်ကဒီစည်းကိုလက်ဝဲလက်ရလက်ဖြံအောင်မှာထိုးနှံပြီးတော့တိုင်းနိုင်ငံအသီးသီးကိုလက်ယုံရည်နဲ့အောင်မြင်ခဲ့တယ်။ဆရာဆံမှာဘာခရဲ့ဘဲဘက်လက်ကိုဆွဲယူလိုက်ကလက်ပြန်အောင်အနည်းတွင် စာသားဝိုင်းဝိုင်းများကိုရေးထိုးလီတော့တယ် ယခုအခါတွင်တော့ဘာကြောင့်မမ်းမင်မသိဆရာဆန်ဆုတ်တန်တဲ့အသားကိုတစ်ချက်ထိုးနှံလိုက်တိုင်းအသေးခိုက်မတက်နာကျင်လာပြီတယ်။ဘာခန့်မှာအန်ကိုတင်းတင်းကြိတ်ထားကစိတ်ထဲမှအမန်တန်ကိုဇလက်ရွတ်ဖက်နေမိတယ်။ထို့သောရွတ်ဖက်နေရင်ဘူးမေလဲကြတော့မလို့ခံစားလိုက်ရတယ်။စိတ်အာယုံမှာတင်ဆိုင်တစ်ခုနဲ့ပော့ပါပြီးလေနေရလွင့်သွားမဲ့ပုံစံခံစားနေမိတယ်။ ဘခတ်မှာ ထိုင်နေရင်ကိုလုံးကအရှိတို့ငိုင်းဆိုင်ကျသွားလိုက်အနောက်တို့လန်ကျသွားလိုက်နံပေးနံဖက်တို့ရင်ထိုးလိုက်နဲ့အမျိုးစုံအောင်ခန်းစားနေရတယ်ခနာအကြာတွင် အတူတရာနဲ့တဲ့ဂျောက်ကမ်းမကြီးအတွင်တို့ပြုတ်ကျသွားတယ်လို့ခန်းစားလိုက်ရပြီးဘခတ်တယောက်လန့်ဖြန့်ကမျက်လုံးများကိုဖွင့်လိုက်မိတယ်အလွန်ကြီးမားတဲ့ကြောက်ဖြာကြီးတစ်ချက်အပေါ်တွင်ဘာခတ်တယောက်ရောက်ရှိနေခြင်းဖြစ်တယ်။ကြောက်ဖြာကြီးမှာအတောင်20ပက်လက်ခန့်ကျယ်ဝန်းပြီး ။ကြောက်ဖြာကြီးရဲ့အစွန်းတွင်တော့တိမ်ကဲ့သို့အရာများဖုံးလွှမ်းနေလေတဲ့။ကြောက်ဖြာကြီးမှာတောင်ကြီးတလုံးရဲ့ထိပ်ဖြားပိုင်းဖြစ်လာမယ်လို့ဘာခတ်ကတွေးတောမိလိုက်တယ်။ထိုစင်မှာပဲကြာမတ်ဖော်ရရေတန်ကြီးနဲ့အတူဘလူကြီးတကောင်ကမိုးပေါ်မှာပြုတ်ကျလာကဘာခတ်အရှိသူဆင်းတက်လာတယ်ဘလူကြီးမှာတကူလုံးစိမ့်ဖန်ဖန်အသားရေရှိပြီးအလွန်ထွားကျိုင်းလာတယ်ဘာခတ်ကဘလူကြီးအား ကြည့်နေစမ်းမှာပဲဘလူကြီးကဘာမပြောညာမပြောနဲ့ဘာခတ်အာဝင်ရောက်တိုက်ခိုက်လေးတော့တယ်ဘလူကြီးရဲ့တိုက်ကွက်များကိုဘာခတ်တယောက်ရှောင်ရှားနေရတယ်ဘလူကြီးကလက်သီးဖြင့်တစ်ချက်ထိုးနှက်လိုက်တဲ့အခါဘာခတ်မှာလက်သီးချက်ကိုဘယ်ဘက်လက်ဘွားဖြင့်ဟန့်တားလိုက်မိတယ်ဘလူကြီးရဲ့လက်သီးပြင်းအားကြောင့်ဘာခတ်မှာလက်သီးချက်ကိုတားမြစ်နိုင်လိုက်တော့လေလက်သီးရဲ့ပြင်းအားကြောင့်အနောက်ဘက်သို့ခြေတရွတ်ဆွဲကလွင့်ထွက်သွားလေတယ် ကြောက်ဖြာကြီးရဲ့အစွမ်းနာသူရောက်တဲ့အခါဘာခတ်တယောက်ပြုံးကြတော့မဲ့ဆဲဆဲဖြစ်သွားတယ်။ကြောက်ဖြာကြီးအောက်ဖက်တွင်တော့တိမ်များဖုံးလွှမ်းနေက အလွန်မြန်မာလာတဲ့ကြောက်ကမ်းမကြီးတစ်ခုကိုတွေ့ရတယ်။ဘလူးကြီးကထမှန်၍တိုက်ခိုက်ပြန်တယ်။ဘာခတ်မှာဘလူးကြီးရဲ့အားကိုရှင်နိုင်မီမဟုတ်မှန်းသိလိုက်ရတဲ့အခါဘလူးကြီးကိုကြောက်ကမ်းမကြီးအောက်သို့ပြုတ်ကျသွားအောင် လုံမယ်လို့အကြံရလိုက်တယ်။ဘာခတ်မှာဘလူးကြီးရဲ့တိုက်ကွက်များအားပိုခါတီခါရှောင်းတိန်လိုက်နေရတယ်။ တက်ချီတွင်တော့ဘလူးကြီးရဘာခတ်အားလက်သီးဖြင့်ထိုးနှက်လိုက်တဲ့အခါဘာခတ်မှာလက်သီးချက်ကိုအသာငုံဆောင်လိုက်လေတယ်ဘလူးကြီးမှာအာလွန်သွားပြီးကြောက်ဖြာကြီးထမှာပြုတ်ကျလို့ဆဲဆဲဖြစ်သွားတယ်ထိုအခါဘာခတ်ကဘလူးကြီးရဲ့တကောက်ခွေးကိုခြေဖနာပြင်ပေါက်ချလိုက်သည်မို့ဘလူးကြီးရဲ့ကိုယ်ခန္ဓာမှာအရှိဘတ်သူရိုင်လဲကျသွားပြီးကြောက်ကြီးအသွင်သူပြုတ်ကျသွားလေတော့တယ်ဘာခတ်မှာဘလူးကြီးအားငုံကြည့်ရင်ရေမောနေမိတယ်ထိုအခိုက် ကြောက်ဖြာကြီးအပေါ်သို့ဘလူးကြီးသုံးကောင်မှထမှန်ခုံစင်းလာပြန်တယ်။ဘလူးတကောင်မှအနီရောင်အသားအရည်ရှိကအခြားဘလူးတကောင်မှတော့အနက်ရောင်မဲပြောင်နေတဲ့အသားရည်ရှိပြီးနောက်ဆုံးဘလူးမှတော့ထုံရည်အလားဆွတ်ဆွတ်ဖြူနေပါတယ်။ဘလူကြီးတုံးကောင်ဘာခအားအတင်းဝင်ရောက်တိုက်ခိုက်ကြတယ်။ဘာခရှောင်ရှားနေတော့လဲတုံရောင်တရောင်ဖြစ်တည်မို့ဘလူများရဲ့တိုက်ခိုက်မှုများကိုလိမ့်နေအောင်ခံရတယ်။ထို့သူတိုက်ခိုက်နေရင်ဘာခရဲ့ ဘယ်ဖက်လက်ပြန်အောက်တွင်ရွှေရောင်ဆက်လုံးများပေါ်ပေါက်လာသည်ကိုတွေ့ရတယ်။ဘလူကြီးတကောင်ကလက်နက်ဖက်ကိုစုပ်လိုက်ပြီးလက်သီးကြီးတစ်ခုဘာခက်ရဲ့ငယ်ထိတ်အားထုချလိုက်တဲ့အခါဘာခက်ကဘယ်ဖက်လက်နဲ့ပြန်လဲပင့်ခံလိုက်တယ်။ဝုံခနဲ့အတန်ကြီးနဲ့အတူဘလူကြီးမှလေပေါ်သို့မြောက်တက်သွားပြီးခက်လက်လန်းသို့လွင့်စင်ကျသွားတယ်။ဘာခက်မှာမိမိမျက်လုံးပင်မယုံနိုင်အောင်ဖြစ်သွားတယ်။နောက်ထပ်ဘလူးနှကောင်ကိုလည်း ဘဲလက်ဖြင့်ပင်ထိုးနှံကြိုက်ခိုက်လျာဘလူးများမှာမရှူမလာခံစားကြရတော့တယ်။ဘာခက်လက်တီးနဲ့ထိုးနှံခံလိုက်ရတဲ့ဘလူးကြီးမှာအနောက်သို့လွန့်ထွက်သွားသည့်ဖြစ်ရာထိုးနည်းဖြင့်ဘာခက်ကဘလူးကြီးသုံးကောင်အားကြောက်ပြန်အောင်သို့ထိုးနှံပြစ်ချလိုက်လေတယ်။ဘလူးလေးကောင်စလုံးအနိုင်ရသွားတဲ့အခါဘာခက်ရဲ့ဘဲဖက်လက်ဖြန်နဲ့ညာဖက်လက်တထောင်စစ်အနည်းတွင်ရွှေရောင်စားသားများပေါ်ပေါက်လာတယ်။ ထို့စဉ်ဆရာဆန်ရဲ့အောင်ပြီးအောင်ပြီးဟုကြွေးကြော်တန်ကိုကြားလိုက်ရပြီးပတ်ဝန်းကျင်မှာရခင်မူလရှိနေတဲ့အတိုင်းပြောင်းလဲသွားတယ်။အောင်မီဘခက်ရေမင်းရဲ့စိတ်တွေအကုန်လုံးအောင်ခဲ့ပြီ။အခုမင်းလက်သီးလက်မောင်းတန်းပြီးတော့အောင်ပြီးလို့သုံးချက်អော်လိုက်တော့ဟိ။ဘခက်မှာထိုင်နေရမှမတ်တက်ထရက်လိုက်ပြီးအောင်မီဟုသုံးချိန်អော်ဟစ်လိုက်တော့တယ်။ဘခက်ရဲ့အော်တာမှာတောင်ညိုတောင်တခွင်လုံးကကိုကျေလောင်စွာဖုံးလွှမ်းသွားလေတော့တယ် မနိုင်ခင်လင်းတီနဲ့လှချေကဘာခတ်အားကြောဖို့လွယ်အိတ်တစ်ခုကိုပေးလိုက်တယ်။ထိုလွယ်အိတ်မှာအင်္ဂလိပ်စစ်သားများအသုံးပြုလေးရှိတဲ့ကင်းဘတ်စဖြင့်ရက်လုတ်ထားတဲ့အိတ်တမျိုးဖြစ်တယ်။အိတ်ထဲမှာကိုဘာခတ်လိုတဲ့ပစ္စည်းတွေအကုန်လုံးထည့်ထားပါတယ်။ကျေးဇူးတင်ပါတယ်လှချေ။ဘာခတ်ကကြောဖို့အိတ်ကိုဆွဲလွယ်မယ်ပြုလုပ်လိုက်တော့လေလက်တက်ဖက်နဲ့မို့လွယ်အိတ်ကိုလွယ်ရန်အဆင်မပြေလပေ။ထို့ကြောင့်လှချေကပင်ဘာခတ်အားလွယ်အိတ်ကိုလွယ်ပေးလိုက်လေတယ်။ဒါနဲ့ မင်းနာတော်တော်လှလာတာပဲလာသေးရဲ့ဘာခတ်ပြောလိုက်တဲ့အခါလှသေးမှရှက်ပြုံးကလေးပြုံးပြီးခေါင်းငုတ်သွားလိတယ်ကိုဘခတ်ကဘာတွေပြောနေတာလဲဟုတ်တယ်လေမင်းကောင်ကပထမဆုံးတွေ့တော့ကမင်းကဒီလောက်မလှသေးဘူးလားလို့ဘာခတ်ပြောဆိုရင်တဟားဟားနဲ့ရေမောလိုက်တယ်ထို့စဉ်ဆရာဆန်နဲ့နောက်လိုက်ပါများကဘာခတ်စီတို့လှမ်းလာခဲ့ကြတယ်ဘာခတ်ပေးထားတဲ့တာဝန်ကိုခြေဝင်အောင်လှောက်ဆောင်ပါဟုတ်ကဲ့ပါဆရာကြီးကျွန်တော်အစွမ်းကုန်ကြိုးစားပါမယ် ကြိုးစားတာကိုမလိုချင်ဘူးပါခက်မရရအောင်လုပ်မယ်ဆိုတဲ့စိတ်တက်ကိုပဲလိုချင်တယ်။ဟုတ်ကဲ့ဆရာကြီးကျွန်တော်မင်းမြောက်တန်းစား၅ပါးကိုမရရတဲ့နေနဲ့ယူလာခဲ့ပါမယ်။ဆရာဆန်ကတချက်ပြုံးလိုက်ကပါခက်ပခုံးကိုပုတ်လိုက်တယ်။55ရက်မပြည့်ခင်ဒီကိုပြန်လာခဲ့ပါခက်ပါခက်မှာကောင်းငိတ်လိုက်ပြီးထိုနေရာမှထွက်လာခဲ့လိုက်တယ်။အင်ဂျင်မြိုင်ဟုခေါ်တဲ့အတိုင်းထိုနေရာတွင်အင်ဂျင်ပန်းများပေါက်ရောက်နေကြတယ်။ တနေရာအရောက်တွင်တစ်ပင်တစ်ပင်အနောက်မှ မနှင်းစီကထွက်ပေါ်လာခဲ့တယ်။ကိုဘခတ်မနှင်းစီပါလား။ကိုဘခတ်ကိုလာနှုတ်ဆက်တာပါ။ဒီလိုမပြောပါနဲ့မနှင်းစီရာမနှင်းစီရဲ့စကားကိုကြားရတာကျုပ်တို့နောက်တစ်ခါပြန်မတွေ့ရတော့မယ့်လူတွေကြားနေတာပဲ။မနှင်းစီရဲ့မျက်နှာမှာစိတ်မကောင်းဖြစ်နေတဲ့အမှုအရာဖြစ်နေလေတယ်။ဘခတ်ကမနှင်းစီရဲ့ပကုံးကိုလက်နဲ့ဆုပ်ကန်လိုက်ကဘာမှမပူပါနဲ့မနှင်းစီကျုပ်သားဝင်နေခြေပွန်ပြီး အမြန်ဆုံးပြန်လာခဲ့ပါမယ်။မန်နင်းစီသားတန်ရာကိုဂရုစိုက်ပါ။မန်နင်းစီကခေါင်းငိတ်လိုက်လေတဲ့။ထိုအခါဘခတ်မှာတောင်စင်းလန်းအတိုင်းခြေလန်းကျဲကြီးဖြင့်ဆင်းသက်သွားတော်တယ်။မန်နင်းစီမှာဘခတ်ရဲ့နောက်ကျောအလန်းကြည့်ရင်မျက်ဝန်းအိမ်အတွင်မှမျက်ရည်များစီးကျလာလေတော်တယ်။ပြိတ္တများရှင် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာဆရာအက္ခစော်ရေးသားထားတဲ့ဘေတန်ပါခန့်နဲ့ဂလုံတက်ဖွဲ့အတွဲနဲ့စာစဉ်17ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နားဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။